ဒီနေ့ပြောပြခြင်းတဲ့အကြောင်းရင်းနဲ့ကတော့ drift ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ drift ဆိုတာတော့ထုံးချင်းချင်းလေးပြောရရင် တိုင်းပြည်တစ်ပြည်တည်းကိုပစ္စည်းသွင်းလို့ရှိရင်အဲဒီပစ္စည်းကိုအခုံကောက်တယ်ပထမအလကားနီးနီးသွင်းလို့ရတဲ့ပစ္စည်းကိုဆေးရပေးတစ်ချက်သွင်းတဲ့ပစ္စည်းကိုနှစ်ချက်ပေးဆိုပြီးတော့လုပ်တယ်ပါကြောင့်လောက်ပါတယ်တွေ့ထားတဲ့ဥစ္စာနည်းနည်းပြောပြမယ်ဒါပေမဲ့အဲ့ဒါမပြောပြခင်ဒီသူတို့လုပ်တဲ့ အဖြစ်ပြက်မျိုးဒါမှဖြစ်ဖူးတယ်ဆိုတာ ပြည့်ကြည့်တော့ကျွန်တော်တို့ဘုံမှာနိုင်ငံမှာဖြစ်ဖူးတယ်ဒါကျွန်တော်ဥပမာနဲ့ပြောပြချင်တော့ပါဆို1960ကျော်ကျော်68တော့ကစလိုက်တာပေါ့နော်90တော့မှာဇင်ခံပစ္စည်းဒီရေမွေးတွေပါလေချောကလက်တွေကဒါတွေကဇင်ခံပစ္စည်းအခွန်တရားရခိုင်နှုန်းကောက်ဆိုတော့ တွင်းကျင်တွင်တခါတည်းကျရင်တို့ကပေးတော်မသွင်းသိမ့်လိုက်တယ်ဒါစိန်ခံပစ္စည်းမလို့ပေးမသွင်းဘူးဆိုပြီးဆိုဘာဖြစ်သွားလဲဆိုတော့တိုင်းပြည်ထဲမှာတရဝင်းတွင်းတဲ့ပစ္စည်းတွေမရှိတဲ့လောက်ဖြစ်သွားတယ်နောက်ဆုံးရေဒီယိုဟာအစရေဒီယိုဆိုတာလည်းနိုင်ငံခြားတွင်းကွင်းမရှိဘူးဒါတို့ရေဒီယိုအိုက်ဆိုတာရှိတယ်ဥပဒေဆိုတာရှိအဲ့ဒါနဲ့ဖန်တယ် electronic pc ဆိုတာဘာမှသွင်းလို့မရအဲ့လိုမျိုးတွေအကုန်လုံးပိတ်အောင်မြင်လားလို့မေးတော့ မအောင်မြင်ဘူးလေမောင်ခိုးတွေပေါ်လာမမိပါလိမ့်မယ်80 85 86လောက်မှာဆိုလို့ရှိရင်ဒီစင်ဂျွန်စင်ဂျောစီတော့မဟုတ်ဘူးမင်္ဂလာဈေးပေါ့ဗျာမင်္ဂလာဈေးကိုဘူရာကြီးမှမော်လိမ့်မယ်ယထာဆက်လို့ရှိရင်ကားတွေအကုန်လုံးတစ်ခါတည်းမောင်းပြီးတော့အမြန်မောင်းပြီးပြေးကြပြီးပစ္စည်းလုံးတွေချကြအထက်ရံကဘူဒာကြီးမှာဖမ်းတဲ့ခါကျတော့မလွာကုန်းဘူဒာကနေပြီးတော့ပစ္စည်းတွေပြစ်ချပြီးတော့အဲမလွာကုန်းဘူဒာကနေပြီးတော့မင်္ဂလာဈေးကိုပို့ကြမင်္ဂလာဈေးကတခါလေးမောင်ခိုးဈေးကြီးကိုဖြစ်တော့အမအောင်မြင်ဘူးပေါ့ အဝေးထည်လည်းမသွင်းရဆက်ပြဆိုတာလည်းမြင်လို့မမြင်ရဆက်ပြမှုဆိုယူရီးယားဆက်ပြမှုကိုပဲသုံးရတော့အဲ့လိုမျိုးတွေပေါ့နော်ယူရီးယားစီးပွားကိုဖြစ်လို့ကျွန်တော်တို့တိုင်းပြည်ကတော့သက်သာဆက်ပြမှုနဲ့ကာဗောလိန်နဲ့မွေးဆက်ပြနဲ့အဲ့ဒါနဲ့နေရနောက်ဆုံးမရတော့ဆင်ချီးလုံးနဲ့ရွှေဝါနဲ့ဆိုင်းလိုနေခဲ့ရထပ်သွားတဲ့စီးဆိုတဲ့ပက်ဆိုတဲ့မှရှိတာဒီပထမတော့ကိုကေရှိတယ်နောက်ပိုင်းဘာမှမရှိတော့ပက်ဆိုတဲ့တော့ရှာလို့မရနောက်ဆုံးဖွဲဖွဲနဲ့ဆိုင်းစားနဲ့တိုက်ရတယ်ပေါ့ကရောက်သွားတယ်ဆိုတော့ကျွန်တော်တို့80တွေ80တွေမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေ ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ခုနကလိုပေါ့သွင်းနေကုန်ကိုတားလိုက်တော့ဘာဖြစ်လို့အဲ့ဒါတားလဲဆိုတဲ့ဥစ္စာလေးနည်းနည်းပြောပြဒီဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာဆိုရှယ်လစ်စနစ်နဲ့အရင်းရှင်စနစ်နဲ့ပြိုင်ကြတယ်အဲ့လိုပြိုင်နေတဲ့အချိန်မှာရုရှားကတော့မလုပ်နိုင်ရိုမေးနီးယားကဘာလုပ်လဲဆိုတော့သူ့နိုင်ငံကိုအပြင်ကနေပြီးဂုံလေးလည်းမသွင်းဘူးဘူးမှလည်းပြင်မဝင်နဲ့သူတော့9နှစ်လား10နှစ်လားတိုင်းပြည်ကိုပိတ်လိုက်ပိတ်ပြီးအင်းနေဆောက်တယ်ချထားလန်းနေပြင်တယ်ဒါဆိုရှယ်လစ်စနစ်လူတွေအကုန်လုံးအတွက်ဆို အကုန်လုံးပြင်ပြီးတော့သူကဘာလုပ်လဲဆိုတော့ဆယ်နှစ်ပြည့်အချိန်မှာသူဖွင့်ပြီးတကဘာလုံးဖွင့်ပြငါတို့ကလူတွေအတွက်လုပ်တာဒါဆိုရှယ်လစ်စနစ်ဆိုတာဒါပဲဆိုပြီးတော့လုပ်ပြ6ချက်စကူပေါ့ဗျာလုပ်ပြတော့တကဘာလုံးကလည်းအရန်အောင်ဟောတယ်ဟာမင်းတို့ဆိုရှယ်လစ်ရဲ့စီးပွားရေးစနစ်ကအောင်မြင်မှာပေါ့လူတွေအကုန်လုံးအတွက်လည်းလှုပ်ထားပါအောင်ကြီးပါအောင်ဒါတွေစောက်ထားတဲ့ယထာတွေအိမ်နေဟာလာမြစ်ပြားလိုက်တွေကောင်းမှကောင်းဆိုလူတွေကတော့အမေရိကရင်းရှင်နိုင်ငံတော်တော်များများတော်တော်လေးမျိုးလုံးပြူသွားကြဟေးဘယ်လိုဖြစ်တာလဲပေါ့ငါတို့တွေဘာတွေမှားနေလဲမသိဘူး ဆိုတာ60 80လောက်ပါဒါပေမဲ့ဖြစ်ရှင်တော့အာနာရတဲ့အဖွဲစည်းတွေအာနာကိုလက်မလွှတ်ချင်တော့မလွှတ်ချင်တဲ့ခါကျတော့ခိုးတာဖြစ်လာတယ်ဖွက်တာတွေဖြစ်လာတယ်အဲ့ဒါနဲ့ဆိုအဲ့အဲ့ဒီက idea လေးကိုဟာအဲ့ Romania idea လေးကျွန်တော်တို့ပုံမှန်ပြရလဲအားကြတဲ့ခါကျတော့တို့ကငါတို့အပြင်ပစ္စည်းပေးမသွင်းလူစုအတွက်ဖြစ်ရမယ်သွင်းရင်ဘတ်စကားသွင်းဟာဆိုတော့အဲ့လိုမျိုးတွေပေါ့တို့ကဥပဒေကိုလည်းဟိုအဲ့လုံးကြတွေလောက်ထားတယ်ဒါပေမဲ့သွင်းရင်လို့ရှိရင်သွင်းရင်လည်းသွင်းလို့မရမင်းတို့ permit တင်ရအာ permit က ခါလေးကြလို့ရှိရင်အစိုးရချပေးတယ်အော်မင်းတူရရောဘာဖြစ်လဲရရရခင်မကပတ်မင်းယူတော့မကသွင်းဆိုအဲ့ဒါပဘိတ်ကိုရောင်းဆိုင်မယ်၁၀ဘိန်း၁၅ဘိန်းအဲ့ဒီရှိကရဆိုအခုလည်းဒီလိုပဲရှိမှာပေါ့နော်ဆိုအဲ့ဒါရေလို့ဆိုတော့ဒါ tariff ရဲ့တဘာဝအဲ့ဒါအဲကျွန်တော်တို့ဗမာပြည်မှာ tariff ကို6.60ခရရလို့ရအခုလည်းဒီလို့တော့မယ်ကသွင်းမယ်ဆိုပတ်မင်းလိုတယ်လို့ပါလို့ဆိုအဲ့ဒါရှိဆိုအဲ့ဒါရေရလာတာဘာဖြစ်သွားလဲဆိုတော့အခုကြီးလာတဲ့ခလေးတွေ1980ဦးသိန်းစင်လက်ထက်အထိပေါ့ဗျာဒါသာထားပါတော့ ဖိုင်တိုင်းကျူကားတွေပေးသွင်းတဲ့ခါမှာဖောင်းမြူတွေတို့ကြောင့်ရှိသမျှကားတွေအကုန်လုံးသွင်းတော့တာတိုင်းပြည်မှာစီလောင်လားမလောင်လားလည်းမသိတိုင်းပြည်ရဲ့ချုပ်လည်းမချုပ်ဘာမှမချုပ်ဆိုအကုန်လုံးဖွင့်ပြီးတော့ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီကရလက်ကဘာဖြစ်သွားဆိုတော့ဒီကုံသွင်းတဲ့သွင်းကုံတွေအကုန်လုံးရက်လိုက်ပြီးတော့ပိတ်လိုက်တဲ့ခါကျတော့ဘယ်သွင်းကုံကိုသွင်းလို့ရှိရင်အမြတ်ရမလဲဆိုတာသိတော့အဲ့ဒီအမြတ်ရမယ့်အကွက်တစ်ကွက်သေးကိုသူတို့ကခင်မင်းရင်းနှီးတဲ့လူတွေရုရှားမှာဆို oligarch တွေပေါ့ဗျာသူတို့တွေကို မရွှေတူမင်းရဲ့ရေနံတူမင်းရဲ့ငွေရောင်မင်းရဲ့ဘာလို့ညာလို့မင်းရဲ့အရက်သွင်းအကုန်လုံးအဲ့ဒါကြီးပေးလှုပ်လိုက်တဲ့အခါကျတော့လူတစုအတွက်ကိုထမင်းစားဖို့လမ်းပေါက်ကြီးဖွင့်ပေးသလိုဖြစ်သွားအဲဒီဥစ္စာဖြစ်တယ်ဖြစ်သွားပြီရုရှားဝလေကြီးဒီတိုင်းပဲအဲ့ဒါခုနကကျွန်တော်ပြောရရိုမေးနီးယားလေကြီးရိုမေးနီးယားမှာလည်းအဲ့ဒီတိုင်းပဲတခြားဆိုရှယ်လင်းနိုင်ငံတော်တော်များအကုန်လုံးကြီးအကုန်လုံးအဲ့လိုကျွန်တော်တို့ဘုမာပြည်တဲ့သိထူမခြားလားလို့ကြည့်လိုက်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီလိုမျိုးဖြစ်မှာဆိုလို့ ထရမ်တာရစ်တင်လို့ရှိမှာအကုန်လုံးကတတိုင်းပြည်တော်ဦးဆိုအကြီးကျယ်ဆန္ဒပြနေကြ။မင်းအဲ့လိုလုပ်လို့မရ။ကုံစင်းလုံးနေအကုန်တက်သွား။ကုံစင်းလုံးတက်သွားတဲ့အချိန်ကျတော့သူကုံစင်းလုံးတက်တာကဘာကြောင့်တက်လဲဆိုတဲ့ဥစ္စာဘာကြောင့်တက်နိုင်လဲဆိုတဲ့သူကမတွက်မိပြန်အောင်အသမရရဲ့ဒီအချိန်ပေါ့ဗျာ။သူကမတွက်မိတာဘလို့မတွက်မိလဲဆိုတော့ကျွန်တော်တို့ဘာမှပြရဖြစ်တဲ့ဥစ္စာပေါ့နော်။ကျွန်တော်တို့ငွေကြေးပစ္စည်းသုံးလို့ရှိရင်ဈေးနှစ်ဆပို့ပေးရတယ်။ငွေကြေးမှရှိတယ်ပစ္စည်းတဲ့ အစပို့ပေးရဘာလို့ဆိုကျွန်တော်တို့အခွန်တရားရခင်လုံးကောက်ထားတာပေါ့အစတော့ကောင်ကစဒီစတိုးဆိုင်မှာရတဲ့ ice cream တပူကခဏနေငယ်ရမှာဆိုတော့၄ချက်၅ချက်ပဲရှိရှာမှာကျွန်တော်တို့ဘုံကဒီမှာ10ဒေါ်လာပေးနေရဆိုအဲ့ဒါကိုပြောပြအသေးပဲမရှိဝဲလို့မရဘူးပြဒါပေမဲ့၅ချက်တန်း10ပေးနေရအဲ့ကျွန်တော်တို့စင်းရဲတိုင်းပြရသူများတိုင်းပြတယ်နှစ်စပို့ပေးနေရဘာလို့ရေခဲရေခဲမို့ကဒါစိန်ခံပစ္စည်းပေါ့နော် sorry အဲ့လိုမျိုးဖြစ်မှာဆိုတော့ ဒီတိုင်းပြည်ကနေပြီးတော့အမေရိကန်နေပြီးတော့အကုန်လုံးဝိုင်းအောင်ကြမင်းအဲ့လိုမလို့မင်းအဲ့ဒီလိုတရိပ်လုပ်ချင်ရဖြစ်မင်းနဲ့မင်းလူတစုကိုပဲမင်းကသမင်းစားကိုအပေါက်ဖောက်ပေးလို့ရတယ်ဖြစ်နိုင်တယ်အဲ့တော့မင်းမလုပ်ပါဘူးဆိုစီးပွားရေးပညာရှင်တွေဟာရေအကုန်လုံးကပြောကြဘာလို့ပြောကြလဲဆိုဒီလူတွေကစာဖတ်ထားတယ်ဝေးဝေးလန်လန်မကြီးနဲ့ကျွန်တော်ပေါ်မှာဒီဦးကြီးဒီနေ့ဒီရက်ဒီဥပဒေတွေကရှိသေးတယ်ရှိရတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့နိုင်ငံရမှာရှိတဲ့ပစ္စည်းတစ်ခုကကျွန်တော်တို့ပေါ်မှာဒီမှာနိုင်ငံခြားပစ္စည်းတစ်ခုကနိုင်ငံခြားမှာထပ်ပိုစေးကြီးနေ ဘာလို့လဲဆိုတော့ခုနတွင်းကုံလို့ခေါ်တဲ့ tariff ဆိုတဲ့ဥစ္စာ ਨੇ ပိတ်ထားလို့အဲ့ဒီဥစ္စာကိုအမေရိကန်နေပြီးတော့သုံးဖို့ကြိုးစား so ဘယ်သူတွေထိသွားလဲပေါ့နော်ဒါကျွန်တော်တို့ဗမာပြည်ဖြစ်တယ်ဆိုဗမာပြည်ကလူတွေအားလုံးသိကြတယ်နိုင်ငံခြားပစ္စည်းစုစည်းကြီးတယ်ဘာညာအကုန်လုံးမဆိုပို့ပေါ်ပါမှာဘာဆိုတော့တိုင်းပြည်ကဘာမှမသုံးအောင်ပို့လေပို့ပေါ်နေရမယ်များများလည်းသုံးနေရဒီဥစ္စာဖြစ်မလားဟဲ့အဲ့တော့ပို့ပို့နဲ့တွင်းလို့ရတဲ့နိုင်ငံတွေဆိုအဲ့ဒါကိုပြန်ကြည့်အောင် ပပိုးပေါ်နဲ့လွတ်လွတ်လပ်လပ်သွင်းလို့ရတယ်အခွန်မကောက်တဲ့နိုင်ငံဘယ်နိုင်ငံရှိတယ်ပမာပြီးမှာအယုတ်ပြည်ရှိယူရီးယားရှိဒါတော့မှယူရီးယားမှာပတ်မနေတဲ့တရုတ်ကြတော့မဲမူဆေးကနေဖြတ်ဝင်လာတာဘာမှကိုမကောက်တော့လားအဲ့တော့တရုတ်ပစ္စည်းတိုင်းမှာအများကြီးအိန္ဒိယပစ္စည်းတော့ရက်သွားဆိုတော့ဒါလက်ရှိဖြစ်နေဖြစ်ဖြစ်ခုနကပြောတဲ့သွင်းကုန်ရဲ့ဂျာလတ်အဖြစ်နှစ်ပေါင်း60လောက်ကြာပြီးခါမှာကျွန်တော်တို့မှာအဖြစ်အမေရိကကျွန်တော်တို့လူငယ်တွေအနှစ်60လောက်တော့လေဥစားအခုမှလို့ဖို့ထရော့မှာစူးစား အဲ့တော့တို့တိုင်းပြည်ကတော့ဖြစ်ဖြစ်ချင်းပဲဝိုင်းអော်ကြကျွန်တော်တို့တိုင်းပြည်ကတော့អော်ဖို့အချိန်မရလိုက်မီဒီယာလည်းမရှိဘာမှမရှိတော့ကျွန်တော်တို့အနည်း60လောက်အတွက်မှာကျွန်တော်တို့အဖြေကိုမြင်နေပြီဒါအဖြေဒီအဖြေထွက်တယ်သူအမေရိကန်ဝါကြလှုပ်လိုက်တော့သူဟာသူရဲ့စီးပွားရေးကအရန်ကြီးတော့ချက်ချင်းထိဘယ်သူတွေထိတယ်ပြောပြနွားနုံရောင်နေတူနွားနုံပလင်းတော်တော်များအမေရိကန်မှာမလို့တရုတ်ပြည်ကသွင်းတာရှိတယ်ဗီယက်နမ်မှာသွင်းတာရှိယူရီးယားသွင်းတာရှိအဲ့ဒီကောင်တွေကို tariff တင်လိုက်တော့ချက်ချင်းအဲ့ပလင်းတွေဈေးတက်သွားတယ်ပလင်းတွေဈေးတက်သွားတဲ့အခါကျတော့ ဒီနွားနိုစည်းတွေအလိုလျောက်တက်သွားကြ။ plastic 8အမေရိကန်မှာမထုတ်ဘူးလူများနိုင်ငံတွေပေါ့အများကြီးတွန်းတာ plastic 8ဒီစည်းတက်သွားတယ်။ကုန်စည်ထုတ်တဲ့ပစ္စည်းတွေတကယ်အခြေခံပစ္စည်းစားသောက်ကုန်တွေပဲလုတ်တဲ့အခြေခံပစ္စည်းတွေအကုန်လုံးကိုသူကလုတ်လိုက်တော့အကုန်လုံးစည်းတက်သွားတော့ကုန်စည်နှုန်းကတက်သွား။ကျွန်တော်တို့တိုင်းပြည်မှာကြတော့အဲ့ဒီဒုံကပိတ်လိုက်တဲ့အချိန်မှာ plastic ဟိုကလည်းပေါ်ဟာစဆိုတော့ကျွန်တော်တို့က plastic တွေပါဒီသိမသိလိုက်ဒါပေမဲ့မှတ်မိမှာပေါ့ ပထမဦးဆုံးကျင်ပမာကြီးမှာကျွတ်ကျွတ်အိတ်တွေပေါ်လာလူတွေကလုံးကျက်နေကြတာပလတ်စတစ်အိတ်တွေနဲ့နော်ဆိုထားလိုက်ပါတော့ဆိုအဲ့ဒီကျွတ်ကျွတ်အိတ်တွေကိစ္စမျိုးပဲဒီဘက်မှာလည်းအဲ့ဒီကျွတ်ကျွတ်အိတ်မျိုးမသွင်းနိုင်ဘူးသွင်းလို့ဈေးတက်တဲ့ခါကျတော့အကုန်စီးနှုန်းတွေအကုန်တက်တယ်သူကတော့များတော့ဒီအမေရိကတော့စီးပွားရေးအရန်ကြီးတော့လူတွေကချက်ချင်းထီတော့လူတွေကချက်ချင်းပဲ complain လုပ်ကြဆိုဘာကြောင့်လုပ်လဲကျွန်တော်စဉ်းစားလို့တော့မရဘူး ဘာပဲမတွက်မိတော့လည်းမသိဘူးနောက်တစ်ချက်ကရည်စရာတစ်ခုဖြစ်လာသူတို့သုံးတဲ့တွက်တဲ့ formula ကိုတွက်ပြရမှာအဲ့ formula ခလေးကစားစရာ formula ဖြစ်ဆိုတော့မင်းတို့စဉ်းစားတာတွေအကုန်လုံးမတွက်မိဘူးအတိအကျဆိုတာရှိသေးတယ်နိုင်ငံပေါင်း100နဲ့ဗန္ဒနိုင်ငံကိုလည်းမသိသူတို့ခွန်တင်လိုက်တယ်အဲ့နိုင်ငံတွေမှာနိုင်ငံပေါင်း100ကျော်လောက်ကအဲ့နိုင်ငံတွေအမေရိကပစ္စည်းကိုပဲဝယ်အဲ့ဒါ1 trillion ဘောလောက်ရှိတယ်အဲ့ဒါ profit အဲ့နိုင်ငံတွေကတွက်တဲ့ကောင်အသုံးမချတဲ့ခါကျတော့ ဆရာကလည်းတို့လိုက်တော့အကုန်လုံးပြောမင်းတို့ယူနေတာလို့မေးဒါကျွန်တော်တို့လက်ရှိ drift အခြေအနေပြောပြတိုက်ပြီးမှအုပ်ချုပ်တဲ့လူအသုံးမကျရင်မကျတယ်လို့ပဲအဲ့ဒီလိုမျိုးဖြစ်တယ်အဲ့ဒါကိုကိုလုံးကပြောတာမင်းကမဟုတ်ဘူးဆိုတော့အဲ့တော့မလုပ်လေဆိုတော့ဒီသမရယူလို့ပေါ်တော့ ਨੇ ငါရက်ကူးစီရလိုက်တယ်လို့ပြောအဲ့တော့ကိုလုံးကပြောတာမင်းအဲ့လိုရှုံချင်နေစီလုံးလို့မရဘူးလေစီးပွားလုံနေတာဟုတ်လားမနေ့မနေ့ပြန်လုပ်လိုက်ဒီနေ့မလုပ်ဘူးပြောလိုက်မလုပ်မယ်ပြောလိုက်အခုတော့အဖြစ်ရသိချင်နေမကောင်း ဒါပေမဲ့ဘာတွေဆက်ဖြစ်မလဲမသိဘူးတေယုပြည်ကလည်းပြောတယ်မင်းတို့အဲ့လိုရုပ်ရုပ်လို့တော့မင်းတို့စီရစီပေါ့ဒီဟို agriculture ပစ္စည်းတွေပေါ့နော်စိုက်ပျိုးရေးပစ္စည်းဘာမှမဝယ်တော့ဘူးလို့ပြောတယ်ယူရိုကလည်းလဲသေးတယ်လို့ပြောတယ်မင်းတို့စီရဟိုလင်းမြန်နေပါလိမ့်မဝယ်တော့ကနေဒါလည်းအဝေးကြီးပေါ့ကနေဒါဘလောက်တော့လုံးမလဲဆိုမင်းတို့ငါတို့မှာဟိုဟာ electricity ရောင်းနေတာဒါလက်စင်မီရောင်းနေအဲ့ဒါငါတို့ direct ဝင်ငါတို့လည်း40%တင်လိုက်မင်းတို့ဘယ်လိုနေမလဲစာချင်းတပြေးတောင်းမှာလေအဲ့ဒါကြောင့် so ဗမာပြည်တဲ့အချိန်လေးဆိုလေဗမာပြည်က60လောက်မှလောက်တော့ဘေးကနိုင်ငံတော်တော်များများသိမသိတာတော့ထိရနည်းနည်းမသိတာလိုက်တစ်ပေါင်းမြောင်များစွာကြာလာတဲ့အခါကျတော့အဖြေက60လောက်နေမှာအဖြေကထွက်လာအမေရိကတော့2025မှာလောက်တော့အဖြေကချင်းချင်းနီးနီးထွက်တယ်ပြီးတော့ဆိုရှေ့မှာဖြစ်ခဲ့တာတွေကအများကြီးပဲ အဲ့တော့ဝဝဝလန်လန်ဆက်ပြီးမပြောနဲ့ American Tariff လို့ပါဖြစ်မလဲဘာသူဝဝလန်လန်ဝေးပြီးမကြည့်နဲ့ပမာပြီးကိုကြည့်အရုပ်ပမာပြီးပါဖြစ်နေတယ်ကြည့်နိုင်ငံခြားပြည်စီဆိုအထင်ကြီးတယ်ဟုတ်တာလည်းမဟုတ်အချို့အရည်လည်းမကောင်းတာတွေအများကြီးပဲအဲနိုင်ငံခြားလူတွေဆိုအထင်ကြီးတယ်အဲ့လိုတကားပေးဝါတာသုံးလိုက်တယ်အခွန်လေးကိုဒီတော့တင်လိုက်အတွက်ကြောင့်မလို့ဖြစ်တယ်ဆိုအဲကျွန်တော်အဲ့ဒါလေးပြောချင်တော့ပါပြောရရင်များတော့နားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ